နိုင်ငံတော်ကအခုလိုတပတ်တပြက်ကကြီးရဆယ်ရ20နှစ်ရဲ့ကျင်းညာခဲ့တာရှိတယ်။ဒါကနေပြီးတော့ထားဝရကျင်းညာရေးကူးပြောင်းသွားနိုင်ပါစေလို့ကျွန်တော်တို့ဆုတောင်းပါတယ်ဗျာ။မင်္ဂလာပါဗျမင်္ဂလာပါမင်္ဂလာပါကျမောင်းနိုင်ငံမှာမတ်လ28ရက်နေ့ကဖြစ်ပွားခဲ့တဲ့သဘောဘေးဒဏ်ဆိုရင်နောက်ဆက်တွဲအနေနဲ့နိုင်ငံရဲ့ဖြစ်စဉ်ပြောင်းလဲလေးတွေလည်းဖြစ်ပေါ်ခဲ့ပါတယ်ဗျဒီကိစ္စနဲ့ပတ်သက်ပြီးတော့မေးခွန်းလေးမေးခွန်းပြပါရှင်ပြပါခင်ဗျာမေးပါ ဧပြီလနှစ်ရက်နေ့ကဆိုရင်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရတက်မတော်ကာကွယ်ဦးစီးချုပ်ရုံးကအပြစ်ခတ်ရဲစဲရေးအတွက်ကိုသဘောထားထုတ်ပြန်ချက်ထုတ်ခဲ့ပါတယ်ဗျ။ဒီပေါ်မှာအဖအနေနဲ့ဘယ်လိုမျိုးမှတ်ချက်ပြုလိုပါသလဲရှင်။တက်မတော်ကာကွယ်ဦးစီးချုပ်ရုံးကဧပြီလနှစ်ရက်နှစ်ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ချက်တခုထုတ်တာကျွန်တော်လည်းဖားရတယ်လေ။အဲ့ဒီမှာတော့မဝေးလာတဲ့အတိတ်တမိုင်းကြောင်းတွေကိုလည်းထည့်ပြောထားတာရှိတယ်။ကျွန်တော်မှတ်မိသလောက်တော့ကျွန်တော်နိုင်ငံမှာ ဒီ2018ဒီဇင်ဘာ21ရက်နေ့ကနေပြီးတော့2023ဒီဇင်ဘာ30ရက်နေ့ထိဆိုတော့9နှစ်တာပေါ့9နှစ်တာကာလအတွင်းမှာဒီအပြစ်ကရစဲရေးအတွက်ထုတ်ပြန်တဲ့22ခါတော့ခဲ့မှုတယ်။နောက်လက်ရှိလက်ဆက်ကအဆိုအရလက်ထက်2024စက်တင်ဘာ26ပေါ့စက်တင်ဘာ26မှာဒီပြဿနာခင်ဗျားတို့ပြောသလိုနိုင်ငံရေးပြဿနာဆိုရင်နိုင်ငံရေးဒီလမ်းနဲ့ဖြည့်ရှင်းဖို့ဖိတ်ခေါ်တယ်လို့နိုင်ငံတော်အဆိုအရဒီအထက်မှာဖော်ပြထားတာရှိတယ်။ဒါနောက်ကြောင်းလေးပေါ့နော်။အဲ့တော့ခဏအားလုံးသိတဲ့အတိုင်းပဲလေ။ ကျွန်တော်တို့ဒီမလ28ရက်နေ့နေ့လယ်7:52မိနစ်20ကံစားပြီးတော့အင်မတန်ပြင်းထန်တဲ့ငလင်တာဒီမှာခါရတယ်။ဆိုတော့အတန်နဲ့ဆုံးဖြတ်ရတယ်ရှိတယ်။ဒီကိတာရရရှိတယ်။လူနေအဆောက်အုံနေတော့ကျွန်တော်တိုင်းပြည် infrastructure တော်တော်များများဆုံးဖြတ်တာရှိတယ်။အဲ့တော့ဒီနေရာမှာအားလုံးကဟိုအတိတ်တော့ကရောက်ကြတော့ဗျာ။အဲ့နိုင်ငံတော်ကဥဆောင်ပြီးတော့ဒီပြန်လဲကယ်ဆယ်ရေးစာဝေးလမ်းတွေစာဝေးနေရတော့ဒီလိုအခြေအနေမျိုးမှာ နိုင်ငံတော်ကဒီလိုအမိန်မျိုးကိုထုတ်တယ်ဆိုတာဒါအချိန်ကိုက်ဆောင်ရတဲ့ဟာတွေဖြစ်တယ်ဒါကိုကျွန်တော်နံပါတ်၄ပြောနေတာကျွန်တော်တို့ကြိုးဆိုတယ်နော်ဒီဘက်မှာအလေးနဲ့ထိုက်ပြီးတော့ကြိုးဆိုတယ်အဲ့ကျွန်တော်ကဘာကြောင့်ကြိုးဆိုရလဲဆိုတော့ဒီလိုအချိန်၄မျိုးမှာလူတွေကတိတကွာရောက်တယ်ခုဒီနောက်ပိုင်းမှာကျွန်တော်တွေ့တယ်ဖြစ်စဉ်တွေကတော်တော်များများရှိတယ်ဆိုတော့တစ်ဖက်ကအကြပ်ဖက်တောင်းကြန်းသူတွေဒါကိုကျွန်တော်တို့အခွင့်အလမ်းတစ်ခုနဲ့ယူပြီးတော့ဆက်ပြီးတော့လုပ်နေမှာဆိုရင်လူတို့ကနင့်နာပြီးနင့်နာရဖြစ်နေမှာပေါ့နော် ဒေါင်းလို့ဒီဥစ္စာဒီအချိန်တိုင်းထုတ်ပြန်တဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်တယ်ဒါကိုကျွန်တော်ထောက်ခံတယ်ဒါလေးကိုဟိုပဏာမှာပြောခြင်းပါလေရဆက်လက်မေးချင်တာပါ တက်မတော်အနေနဲ့အခုလိုမျိုးအပြက်ခတ်ရဲစဲခြင်းသဘောထားထုတ်ပြန်ချက်ကိုပြည်သူတွေအပြည့်ဝယုံကြည်ပါရှင်။ဘာကြောင့်လဲဆိုတော့တက်မတော်ရဲ့အစင်လာမာကိုကကိုထုတ်လိုက်တဲ့စာပေါ်မှာကိုပြောလိုက်တဲ့စကားပေါ်မှာဂရီတီခဲ့တဲ့သမိုင်းဆင်လာကောင်းတွေရှိခဲ့ပါတယ်ဗျ။ဒီလိုပဲဒီရက်ပိုင်းမှာပေါ့နော်29ရက်နေ့ကဆိုရင်ဒီမြန်မာနိုင်ငံမှာအကြမ်းဖက်လှုပ်ရှားမှုတွေကိုဥဆောင်ပြီးပြုလုပ်နေတဲ့ NUG အဖွဲ့အားဆိုရင်တိုက်ခိုက်မှုတွေကိုရက်စဲထားပါမယ်ဆိုပြီးတော့ထုတ်ပြန်ခဲ့ပါရှင်။ဒါမတ်လ29ရက်နေ့မှာထုတ်ပြန်ထုတ်ခဲ့တာဖြစ်ပါတယ်။ဒါပြင်ညီနောင်သုံးပေါ်လို့ခေါ်တဲ့ AA အကြမ်းဖက်အဖွဲ့ MNDA အဖွဲ့နဲ့ TNL ဖွဲ့ဟာဆိုရင်လည်းဧပြီလ1ရက်နေ့မှာတိုက်ပွဲတွေကိုခိတခဏရပ်ထားမယ်ဆိုပြီးတော့ထုတ်ပြန်ထားပါတယ်ရှင်။ဒီထုတ်ပြန်ချက်တွေပေါ်မှာရောသူတို့အနေနဲ့ဂတိတည်မှုရှိနိုင်သလားဆိုတာလေးကိုလည်းသုံးသပ်ပေးပါအောင်ပါ။အဲ့တော့သူတို့ခက်တာပါဗျာနော်။အဲ့တော့ကြားပြောတော့မှန်တယ်။ဒီလအဲဒီမလ29ရက်နေ့က NUG ကရပောင်း20လားမသိဘူးတိတ်မသိကြဘူးနော်။ဒီအပြစ်ကတက်ခဲ့တက်ခဲ့မှုရဆဲမယ်လို့သူကကြေညာတယ်။ကြေညာပြီးတော့ပဲနောက်တာဧပြီလ1ရက်နေ့မှာကျွန်တော်မှတ်မိတာက ီပသိမ်မုံရွာကာလမှာကြီးတဲ့ဆလင်းပေါ့အဲ့ဒီမှာကြီးတဲ့ကျွန်တော်လုံညွန့်စကောက်ကိုအင်းအားနဲ့ဝင်တိုက်တာတွေဖြစ်တယ်ဒါတစ်ချက်နောက်ခုဒီဧပြီလတရက်နေ့ရဆွဲနဲ့နောက်ပိုင်းသုံးဘွေရနေပြီးတော့ဧပြီလတရက်နေ့ကနေစပြီးတော့တလတာအပြစ်ကတက်ခဲ့မှုရဆမ်းမယ်လို့ကြေညာတယ်အဲ့ဒီနောက်ပိုင်းမှာသူကဖြစ်စင်နေရဖြစ်နေသေးတယ်နောက်ဆိုပါစို့ဒီဧပြီလနေ့ရက်နေ့ကကျွန်တော်တို့ဒီတောင်ကုန်းနဲ့အုတ်ရှိပင်အန်ဂျာရမှာရှိတဲ့ကျွန်တော်တို့ညောင်တုံးစခန်း အဲဒီစကောက်အင်းအား900နဲ့ A နဲ့ PDF ပေါက်ပြီးတော့ပြင်းပြင်းထန်ထန်ဟိုတိုက်ပွဲဆင်နွှဲခဲ့တာရှိတယ်ဗျဒါကြောင့်ကျွန်တော်တို့ကတပ်မတော်ဘက်ကထုတ်ပြန်တဲ့ခါကတော့ဒါတိတိကျကျကြမ်းကြမ်းတော့အချိန်ရကိုတုံတုံတက်ပြီးတော့ထုတ်ပြန်တာဖြစ်တဲ့အတွက်ကြောင့်ဒါကတော့ယုံကြည်အားထားစရာဖြစ်တဲ့ထုတ်ပြန်ချက်ဖြစ်တယ်ဒါကိုကျွန်တော်တို့ကထောက်ခံပါတယ်လို့ဒီလိုပြောရခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါ။ဗာနောက်ထပ်မိန်းကုန်းလေးတစ်ခုမေးပါစေရှင်။အခုလိုမျိုးငင်းချမ်းနဲ့ပတ်သက်ပြီးတော့လမ်းနက်ကိုင်ဖွဲ့စည်းတွေရရောမြမတက်မရောရော ပြစ်ခတ်ရဲစဲတဲ့ထုတ်ပြန်ချက်လေးတွေထုတ်ကြတဲ့အခါမှာဒီလိုမျိုးထုတ်ပြန်ချက်တွေထုတ်တာကနေတဆင့်အထာရငြိမ်းချမ်းရေးအတွက်ကောဘယ်လိုမျိုးပြောင်းလဲမှုလေးတွေဖြစ်လာနိုင်လဲဆိုတာလေးကိုသုံးသပ်ချက်လေးနေနဲ့ပြောပြပေးပါအောင်ရှင်။ကဘာမှာအခက်အခဲအခြေအနေကနေပြီးတော့အထာရငြိမ်းချမ်းရေးရသွားတယ်ပြုဝင်စရာတခြားနိုင်ငံရဲ့ model တွေရှိတယ်ဗျ။ဟိုထင်ထင်ရှားရှားဆိုလို့အင်ဒိုနီးရှားရဲ့အာချင်း model ပေါ့။အာချင်း peace process ဆိုတာဒါနာမကြီးပဲ။အဲ့ဒီမှာအခုလိုပြိပကကနေပြီးတော့ထာဝရငြိမ်းချမ်းရေးရသွားတာဟာမျိုးရှိတယ်ပေါ့လေ။ ကျွန်တော်မှတ်မိတော့ပြောလို့ရှိရင်အင်ဒိုနီးရှားမှာဒီသူတို့ GM ခေါ်တာပေါ့နော် Freedom Arche Movement အဖွဲ့အစည်းသူတို့အင်ဒိုနီးရှားလိုတော့ဘယ်လိုခေါ်လဲဆိုတော့အဲ Garkan Arche မတကာတီလိုခေါ်တာပေါ့နော်အဲ့ဒီဖွဲ့စည်းပေါ့အဲ့ဒီဖွဲ့စည်းက1986လောက်မှာသူ Arche ဟိုအင်ဒိုနီးရှားနေခွဲထွက်ရေးလှုပ်ရှားမှုတွေလုပ်တယ်နော်ဒီလှုပ်ရှားမှုတွေသူတို့ဟိုတပ်မတော်နဲ့သူတို့အင်ဒိုနီးရှားအင်ဒိုနီးရှားတပ်မတော်တိုက်ခိုက်နေနှစ်ပေါင်း30လောက်ကြာသွားပြီဘယ်လို့မှသူကစိတ်ဆန်ကြီးနေလို့မရအောင် အဲ့ဒီအခြေအနေမျိုးမှာ2004ခုနှစ်ဒီဇင်ဘာ26ရက်ငလင်းလှုပ်ရင်းနဲ့နော်နောက်ဆုံးတဲ့ဆူနာမီ effect ဝင်လာတယ်အဲ့ငလင်းလှုပ်တော့ကသူက9.1 magnitude ဆိုတော့ပြင်းလာတယ်ကျွန်တော်တို့ counter မှာ9စဉ်းစားကြည့်ပေါ့ဆိုတော့အာချစ်ဒေတာတခုလုံးကပြပြပေါ်သွားတဲ့သဘောရှိတယ်အဲ့ဒီမှာကျွန်တော်အင်ဒိုနီးရှားတပ်မတော်ကအာချစ်ပြည်သူတွေရောဒီ GM ဒီအာချစ်ဟိုလွတ်မြောက်ရေးလှုပ်ရှားမှုဖွဲ့တွေရောအားလုံးဒုက္ခရောက်ကြတယ် အဲ့ချိန်မှာသူတို့ဂျာဝင်စစ်စမ်းမှုတွေနဲ့ကကြဆဲကိုစတင်စူးစမ်းခဲ့ကြတာပေါ့နော်အဲ့တော့ဒီလိုဂျာဝင်စစ်စမ်းစူးစမ်းမှုတွေနဲ့2005ခုနှစ်ဩဂုတ်လ15ရက်နေ့မှာအင်ဒိုနီးရှားတပ်မတော်နဲ့တက္ကနမဂျီရဲ့မဖွဲ့နဲ့နှစ်ဖက်အပြစ်ကရစေးစလိုက်နေတယ်ပေါ့အဲ့ဒီရတဲ့ဆင်ဆွေးနွေးဆွေးနွေးဆွေးနွေးနောက်ဆုံးမှာအဲကျွန်တော်တို့ထားဝရညီညာရေးဖြစ်သွားတယ်အဲ့တော့ဒီနှစ်ဖက်ညီနိုင်ဆွေးနွေးချက်ချက်ဒီမှာသဘောတူညီမှာဘာလို့ပါလဲဆိုတော့ကျွန်တော်တို့ဒီ GM လူမျိုးရေးလှူချောင်းမှုဖော်စည်းတွေဟာအားလုံးလက်နဲ့ဆွတ်လိုက်တယ်အားလုံးကနိုင်ငံရေးလောကတွေကိုဝင်လာကြတယ်ပြီးတော့အတောင်2006ခုနှစ်မှာပဲလွတ်လပ်ပြီးတရားမျှတတဲ့ယူကော့ဘွေကိုဒီအာချစ်တာမှာလုံနိုင်ခဲ့တယ်ဒါကျွေးမှုရပါပဲဗျာနော်ဒီကနေ့တဆင့်အားလုံးဒီဒီဒီအားလုံးအဆင်ပြေချုံးမောသွားတဲ့သဘောဖြစ်တာပေါ့ဒါကြောင့်မလို့ကျွန်တော်ငင်းငိုင်းလုပ်တဲ့အဖွဲ့အစည်းတွေနေနေရတယ်ဒီကျွန်တော်နိုင်ငံကိုယ်တိုင်မဟုတ်လေဒီအာချစ်ဖြစ်စင်တော်ကိုတွားပြီးနေလိုက်ရပါရဲ့ အဲတွားခဲ့ကြဘူးတယ်တော့အာချင်း priest process ဒီအိမ်နာနာမည်ကြီးတယ်အဲ့တော့ဒီလို prepack မှာတဆင့်ထာဝရညီငယ်ကိုကူးပြောင်းနိုင်တဲ့တာရကတွေရှိခဲ့ဘူးတယ်နည်းနည်းလေးတော့သဘောတဝါကွာတာတွေရှိတာပေါ့သို့တော့ဘာပဲဖြစ်ဖြစ်ကျွန်တော်နိုင်ငံမှာလည်းအခုလိုဟလာငလင်တန်းခန်းစားတဲ့အခြေအနေမှာနိုင်ငံတော်ကအခုလိုတပက်တပြက်ကရရဆဲရ20ရက်ကျင်းပခဲ့တာရှိတယ်ဒါကနေပြီးတော့ထာဝရညီငယ်ကူးပြောင်းသွားနိုင်ပါစေလို့ကျွန်တော်တို့ဆုတောင်းပါတယ်ဗျာနော်ကျေးဇူးတင်ပါတယ်